ှိအခါကရွာတရွာတွင်လေသမတူရှိပါသည်သူသည်သူ၏မိသားစုကိုလေအလုံးဖြင့်လောက်ကန်ကျွေးမွေးသည်တနေ့တွင်သူ၏ဘဝကိုညှိငွေ့လာပြီးတော်သေးသူထွက်လာခဲ့သည် ထိုအချိန်မှစ၍တရိษံလေးများကိုသပြစားတော်နေခဲ့ပါသည် ထိုသူနေထိုင်ရင်ငါအစေကြီးတဲ့အခါသာကွန်တွေအလွယ်တကူဖန်းနိုင်တော့မှာမဟုတ်ဘူးဒါကြောင့်အခုကတည်းကခြံခတ်ပြီး သာကောင်းတွေစုထားရမယ်ဟုတွေးမိသည်ထို့ကြောင့်လေသမားသည်သာကောင်းများကိုခြံထက်တွင်စုဆောင်ထားပြီးပုံမှန်သတ်၍စားသောက်နေခဲ့သည်ထိုအကုသိုလ်များကြောင့်ကြာလာသောအခါ သူဤခန္ဓာကိုယ်သည်ဧကွဲလာသည်မျက်စိများလည်းကံသွားခဲ့သည် သူသည်ဝေဒနာကိုပြင်းထန်စွာခံစားနေရလေသည်တနေ့သောအခါစီဝိမင်းကြီးသည်တောကစားထွေရင် ထူနီယာသူရောက်လာခဲ့သည်ထူလေသမားကိုမြင်သောအခါဘာကြောင့်ခုလိုမျိုးဝေဒနာတွေခံစားနေရသလဲဟုမေးမြန်းသည် ထိုအခါလေသမားကသူသည် ကိုချင်းစာတရားကင်းမဲ့စွာဖြင့်တရိတ်ဆံလေးများကိုတပ်ဖြာစားတော့ခဲ့တော့ကြာဤကဲ့သို့ပြင်းထန်သောဝေဒနာများခံစားနေရခြင်းဖြစ်ကြောင်းပြောပြလေသည်သီဝိမင်းကြီးသည် လေသမားဤစကားကိုကြားရသောအခါသူကိုယ်သူဆင်ခြင်မိသွားသည်ထိုအချိန်မှစ၍မင်းကြီးသည် ကိုချင်းစာနာစိတ်ဖြင့်တရိတ်ဆံလေးများကိုဘေးမဲ့ပေးလိုက်လေတော့သည်